အားလုံးပဲမင်္ဂလာပါအဲ့တော့အဲ့တော့ဟိုနေ့ညကတော့ကျွန်တော်တို့မာယူအဆင်ပြေမသွားဘူးပေါ့ကျွန်တော်ပြောပါတယ်မာယူနှလုံးကိုယုံကြည်စိတ်ချလို့မရဘူးမာယူကနှလုံးယုံကြည်စိတ်ချလို့မရဘူးမာယူတလုံးတောင်မှတလုံးနဲ့နိုင်မှာမယ်ဆိုတာတောင်မက်ချက်စတာယူနိုက်တက်မှာကျွန်တော်အမခံချက်မရှိဘူးသူ့မှာယုံကြည်စိတ်ချမှုမရှိဘူးဒါပေမဲ့ကြီးရပြင်းတော့ကြီးရနောက်ဆုံးဆို180ထိလာမသိဘူးတက်လာတာ 1မိုင်းနဲ့60 80တိကြေးရတက်ချလာတာကျွန်တော်တို့ကမိုင်းယူကဒီခြေတိုင်းဆိုတော့လိုက်တော့မယ်တဘောမှရှိလားမသိဘူးဆိုပြီးတော့ထင်းနေတာဘယ်ဟုတ်မှာတော့ဖိတ်သွားတယ်ကိုဂိုးဘော်တောင်မရအောင်2 1လေးနဲ့တောင်သူ့မှာမနိုင်ဘူးသိရမလားအဲ့ဒါကြောင့်မလို့ကျွန်တော်ပြောပါတယ်တရက်ထဲတပွဲတည်းရှိတဲ့တရက်ထဲမှာတပွဲတည်းရှိတဲ့အချိန်မှာ Manchester United ဖြစ်နေတာကပိုးပြီးတော့ယုံကြည်စိတ်ချလို့မကောင်းဘူးအဲ့ကိုဂိုးဘော်တောင်မှမရလာဘူးကိုက2 1အောက်ခံတော့သွားမယ်ဆိုပြီးမှန်းထားတာနိုင်တဲ့အသင်းက2 1လို့ထင်ထားတာဒါတော့မသွားလိုက် တော့ထားပါအဲ့တော့အခုတော့ကျွန်တော်တို့ဒီညာပွဲစဉ်နေပေါ့ဒီညာပွဲတွေကတော့တော်တော်များတယ်ပွဲကြီးပွဲကောင်းတွေတော်တော်များတယ်အဲ့တော့ဒီညာမှာလဲဘာတွေထူးခြားချက် တွေ့လဲလို့မေးရင်တင်းကြီးကြီးတိပြောနေတယ်ဒီညာမှာအသင်းတွေတော်တော်များများကြီးပြောနေတာကိုတွေ့ရတယ်ကျင်းပြနေတာဆိုလို့ Man City တသင်းလောက်ပဲကျွန်တော်တွေ့ရတယ်အသင်းကြီးတသင်းနဲ့အသင်းကြီးကြီးတွေမှာ Man City တသင်းလောက်ပဲတွေ့ရတယ် လီဗာပူး190စာအာဆင်နယ်190စာချက်စီး level 90ရှုံးစပါး level 25ရှုံးတော်တော်လေးကိုကြီးတီကပြော့နေတယ်ကျွန်တော်ပြောချင်တာအဲ့တော့ဒီထဲမှာကြီးပြင်းတာဆိုလို့ my city နှလုံး85စာတသိန်းကလွှဲရင်အကုန်လုံးကြီးပြော့နေတာဒါကြီးကတော်တော်လေးတတိထားမယ်ကိစ္စနောက်ဆုံး Bayern Munich ပါကြီးပြော့နေတယ်130ရှုံးမရှိဘူး Bayern ဘယ်တော့မှအဲ့ကြီးကို Bayern မပေးဘူး ဘာယံဘယ်နှောင်းမှာအဲ့130ရှုံးကြီးဘော်ဒီကြီးကို130ရှုံးမပေးဘူးဒါပေမဲ့နင်းညာပေးထားတယ်ပုံမှန်ကြီးပေးတာဆိုလို့မိုင်းစီးရီးယားလိုအပ်တာထပ်ပိုးပြင်းတယ် PSG ကဒန်းတူကြီးပဲပေးထားတယ်နှလုံး65စားအင်တာမီလန်ပုံမှန်ကြီးပဲ130စားပေးထားတယ်အဲ့တော့အသင်းကြီးတွေအားလုံးထဲမှာကြည့်ပြောနေတာဒီနေ့ညကအများကြီးပဲအထူးသဖြင့်ပရီးမီးယားလိမ့်မှာအသင်းကြီးတွေထဲမှာမိုင်းစီးတင်းကပြင်းတာကလွှင့်ရင်ကျန်တဲ့တင်းတွေအားလုံးကြည့်ပြောနေတယ်အဲ့ဒါသတိထားစီရပေါ့ အဲ့တော့ဒီအသင်းကြီးတွေကမှတပွဲကိုဘယ်အသင်းရွေးထုတ်မလဲဆိုရင်အာဆင်နယ်နဲ့အာဆင်နယ်ဘွဲကိုရွေးထုတ်ရမလားချက်စီဘွဲကိုရွေးထုတ်ရမလားဆိုပြီးတော့ကျွန်တော်ကောင်းကင်နေတယ်ပေါ့ဗျာကျွန်တော်ကောင်းကင်နေတယ်အဲ့ဒါကိုဆုံးဖြတ်နေစဉ်းစားနေတာကျွန်တော်တော်တော်ကြားနေပြီအဲ့တော့နောက်ဆုံးတော့ဘယ်အသင်းလှည့်ကျသွားလဲလို့မေးရင်အာဆင်နယ်လှည့်ကျသွားတယ်ချက်စီကိုကျွန်တော်စဉ်းစားကြည့်တယ် level ကိုပြ90ရှင်းကိုကျွန်တော်အထက်ထက်အလန်လန်စဉ်းစားကြည့်တယ်ချက်စီး level 90ရှင်းကတော်တော်လေးပြောတယ်အထင်မှာပါတယ်ဘာကြောင့်လဲလို့မေးရင်တစ်ဖက်ကအတင်းကကျွန်တော်တို့လေးပွဲဆက်တိုက်နိုင်ပွဲမရှိတဲ့အတင်းကိုချက်စီးအဲ့ကြီးပေးတာကတော်တော်လေးယုတ်တိမတန်တဲ့ကြီးထဲမှာပါတယ်ဘုံပေါက်ကိုဒါပေမဲ့ဒါကပြောလို့တော့မရဘူးကျွန်တော်ပြောသလိုပဲအဲ့တော့အာဆင်နယ်ဘွဲကိုကျွန်တော်ပြောမယ်အဲ့တော့အာဆင်နယ်တီး ဘွမ်း90စားပေးတယ်ကိုပေါင်ကြီးတီနှလုံး80ရှုံးအဖဖကနေစဉ်းစားကြည့်တဲ့အချိန်မှာအာဆင်နယ်190စားကြီးကကြီးပြော့လာလို့အဖဖကနေစဉ်းစားကြည့်တယ်ပေးလို့ရတယ်ဆိုတဲ့ဘိုက်ကိုတော့တစ်ဖက်နီးရနေပြန်ရနေတယ်ဘာကြောင့်လဲဆိုတော့190စားဒီဟုတ်တယ် အဆင့်အနေထားနဲ့စဉ်းစားကြည့်တော့အဆင့်က1နဲ့3 1နဲ့3ကျွန်တော်ပြောချင်တာ28မှတ်နဲ့33မှတ်အဆင့်က6ဆင့်6မှတ်ပဲกว่าတယ်အဆင့်အနေထားရအဆင့်1နဲ့3နောက်ခုကအာဆင်နယ်ကအဝေးဝင်နောက်ဆုံးတစ်ခုကအာဆင်နယ်ကအဝေးဝင်နှစ်ပွဲဆက်တိုက်ကြေးကြထားတယ်ဆာတာလန်ကိုတူတူချက်စီကိုဝမ်းဝမ်းလာမသိဘူးကြေးကြထားတယ် အဲ့တော့ဟုတ်ပြီအဲ့တော့ဘယ်ကနေစဉ်းစားကြည့်လဲလို့ဘယ်ဘက်ကနေနောက်ထပ်စဉ်းစားကြည့်လဲဆိုတော့ Aston Villa ဘက်ကနေစဉ်းစားကြည့်တယ် Aston Villa ဒီ Arsenal ကိုအမြဲတမ်းဒုက္ခပေးနေတဲ့အသင်း Aston Villa ဒီဘလောက်လဲဆိုတော့နောက်ဆုံး6ပွဲဆက်တိုက်နိုင်ထားတယ်6ပွဲဆက်တိုက်6ပွဲဆက်တိုက်တောင် Aston Villa ကနိုင်ထားတာကျွန်တော်ပြောချင်တာကဒီရာသီမှာရှုံးပွဲအနေထားနဲ့လေ Aston Villa က၄ပွဲရှိရယ် Brandfo ကို1-0 ျွန်တော်ခွင်ဆယ်ပဲလေးကိုတတိစုနဲ့နှစ်ပွဲဆက်ရှုံးပြီးခုနောက်ပိုင်းမှာကျွန်တော်တို့ eagle ဆိုတဲ့အသင်းကို2-1ယူပါလိမ့်မှာရှုံးနေအဲ့အပြင်လီဗာပူးကို2-0နဲ့ရှုံးတာကလွဲရင်နောက်ဆုံး6ပွဲဆက်တိုက် Aston Villa ကနိုင်ထားတာအဲ့တော့ဆိုလိုချင်တာကဒီလိုခြေကောင်းတဲ့အသင်းတွေ့ရင်190စားဆိုတာကပြီးမယ်ဆိုရင်ပြီးလို့ရတယ်ဆိုလိုချင်တာကပြီးမယ်ဆိုရင်ကျွန်တော်တို့ပြီးလို့ရတယ်အဲ့လိုအနေထားမျိုးမှာအဲ့တော့ တွေးစရာရှိရက190စားကြီးတည်အရန်မျက်စိလဲတယ်ကျွန်တော်ပြောချင်တာဒီ level မှာအဲ့အဆင့်1နဲ့2ကိုလိုဟာမျိုး190တို့180တို့အဆင့်1နဲ့2တို့အဆင့်1နဲ့3တို့ဘာတို့မှာ190တို့180တို့ပြီးလိုက်ရင်လူကအရန်မျက်စိလဲသွားတာပြော့တာလိုလိုပြင်းတာလိုလိုဖြစ်သွားတယ်အဲ့တော့ကိုယူဆချက်ပုံမှာပဲအဲ့ဒါကမူတည်သွားတယ်ခမယာယူခမယာဘဲဘက်မှာယူမှာတော့ခမယာယူဆချက်မှန်တယ်ဆိုရင်တော့နိုင်သွားမှာပဲ ဟိုကျွန်တော်ပြောချင်တာကိုထင်ရထင်ရတော့တာဒီခြေသည်ကျွန်တော်ပြောကျွန်တော်ကတော့ယူဆလိုက်တာဘယ်လိုလဲဆိုတော့190စားခြေသည်ကျွန်တော်ယူဆလိုက်တာကတော့ပေးလို့ရတယ်လို့ကျွန်တော်ကယူဆတာကျွန်တော်စိတ်ထဲမှာတော့190သည်အစင်1နဲ့3နဲ့လည်းပေးလို့ရတယ်လက်ရှိခြေစွမ်းခြင်းလည်းပေးလို့ရတယ်ထိတ်တိုက်တွေးဆမှုရလည်းအက်စတရွန်ဗီလာဒီအာဆင်နယ်ကိုဒုက္ခပေးနေကြအသင်းအဲ့အချက်တွေအကုန်ပြန်တွေးကြည့်ရင်190သည်ပေးကိုပေးလို့ရတယ်လို့ကျွန်တော်စိတ်ထဲမှာထင်တာဘာကြောင့်လဲဆိုတော့ ာဆင်နယ်ဒီချက်စီတောင်အဝေးဘက်မှာ level 40ပဲပြီးတာချက်စီဒီကျွန်တော်တို့အာဆင်နယ်ဒီချက်စီကိုအဝေးဘက်မှာ level 40ပြီးတာအက်စတရွန်ဘီလာနဲ့ချက်စီဒီအဆင်ကတူမတာတူမတကွာကွမကွာပဲဒါပေမဲ့အက်စတရွန်ဘီလာကို190စားထိပြီးတယ်အဲ့ဒီဟာနှစ်ခုနဲ့ထိတိုက်စဉ်းစားကြည့်ရင်ကျွန်တော်အမြင်ရပြောရင်ပြီးမယ်ဆိုရင်ပြီးလို့ရနောက်တစ်ခုကဘာကြောင့်အာဆင်နယ်ကိုကြိုက်တာလဲလို့မေးရင်အာဆင်နယ်ကအရန်ဖောင်ကောင်းနေပြီ။တာမညာ နဲ့မရှုံးနိုင်ဘူးဟုတ်ပါတယ်အနောက်တန်းကဂါဗီယဲတို့ဆက်လီပါတို့မပါပေမဲ့အာဆင်နယ်ရဲ့ဖောင်က တော်တော်လေးကောင်းနေပြီတော်တော်လေးကောင်းနေပြီကျွန်တော်ပြောချင်တာကမနစ်ခါတိုင်းရာသီတွေလို့အက်စတရွန်ဗီလာအာဆင်နယ်ကိုဒုက္ခပေးနေကြအာဆင်နယ်မဟုတ်တော့ဘူးတကူလက်ရှိအာဆင်နယ်ကဒါကျွန်တော်အာဆင်နယ်ဖန်မဟုတ်ဘူးနော်ကျွန်တော်အာဆင်နယ်ဖန်မဟုတ်ဘူးကျွန်တော်လီဗာပူးဖန်ဟိုဒါပြောပြတာသိရမလားအာဆင်နယ်ဒီကျွန်တော်တို့ဟိုတင်းကွာကအရန်ကောင်းနေပြီကျွန်တော်ပြောညာတင်းကွာကအရန်ကောင်းနေပြီ သူနိုင်တဲ့နိုင်ထိုက်တဲ့ဘွဲဆိုရင်နိုင်မှာပဲဟိုသူဥမာဗျာကျွန်တော်တို့လီဗာပူးတို့မက်ဆီဒီတို့နဲ့ဆိုရင်တော့အတင်းကြီးချင်းပြောလို့မရပြင်မဲ့တာမညအတင်းလေးတွေကတော့သူ့ကိုတာမညနဲ့ဒုက္ခမပေးနိုင်ဘူးကျွန်တော်ပြောတာနိုင်တဲ့နိုင်ထိုက်တဲ့ဘွဲကတော့နိုင်အောင်ကန်လိုက်မယ်လို့ကျွန်တော်ထင်နေပေါ့ဗျာဥမာကျွန်တော်တို့ဒီနေ့ညမှာချက်စီတို့လီဗာပူးတို့မိုင်းစီးတီးတို့ယုံကြည်မဲ့စားလက်ရှိခြေစွမ်းတဲ့ဖောင်ရအာဆင်နယ်ဂျုံနာကပို့ပြီးတော့ကောင်းလိုက်မယ်လို့ကျွန်တော်ကထင်တယ် အဲဒါကြောင့်မလို့အာဆင်တင်အသင်းကြိုက်တယ်